အလုံးမိုင်းမင်္ဂလာပါဗျာခုတစ်ခါမှတော့စီးပွားရေးကိစ္စ KTV မှာစကားသွားပြောကြရာ KTV ကမိကလေးကိုဆွဲလန်းပြီးတော့အိမ်အောင်ရေးပြိုကွဲသွားတဲ့ဖြစ်ရမှန်ရုပ်တံပြူပိုင်လေးကိုအားလုံးသိအောင်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီပြူပိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးတက်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာ ပြန်လေကြိုဆိုလိုက်ပါဗျာ အဓိကမျိုးပေါ်ဒီမှာပေါ့နော်ဖြစ်ရမှန်ဇလန်းလေးတစ်ပတ်ကိုပြောပြပေးမယ်သိလားကျွန်တော်အာနည်းနည်း10နှစ်ကျော်အရွယ်မှာပေါ့နော် တာမွေကြောင်မြောင်းဘက်မှာလိုက်ပြီးတော့မှနေဘူးတယ်အဲအဲ့ဒီတော့မှတီးခဲ့ရတဲ့ဖြစ်ရမှန်ဇလန်းလေးပေါ့နော် ရန်ကုန်လို့လို့မန္တလေးလို့လို့နေရဟိုပြီးရင် KTB ကိုပေါ့နော်စီးပွားရေးကိစ္စလုပ်ငန်းကိစ္စနဲ့သွားတဲ့ယောက်ျားတွေလိုမျိုးပေါ့နော်အဲ့လိုနေရမျိုးတွေမှာဖြစ်တတ်တဲ့သဘောတဘာဝပြီးရင်တကယ်ကိုဖြစ်ရမှန်တော့သေချာတော့နားထောင်ဒါကျွန်တော်ကိုယ်တိုင်တကယ်သိခဲ့ရတာအဲ့ဒီအမကလည်း तू ကတကယ်ကိုပြောပြတာကိုယ်ကိုလေအဲ့ဒီအမကလည်းအသားညူညူနဲ့သိလားစပင်ကစပင်ကတကောက်ရိုက်လောက်ရှိတယ်ပိန်ပိန်လေးနဲ့သူကပပဝင်းခင်လိုပုံစံမျိုးနည်းနည်းချောတယ်အဲ့ဒီအမကလည်း အဲ तू ကအဲ့ဒီဟိုစင်တင်တို့ဘာတို့မှာအလုပ်တွေလုပ်တာပေါ့နော်လုပ်တော့အဲ့ဒီအကိုကြီးတယောက်ကပတ်စံအရန်ချမ်းသာတယ်သူ့မှာလည်းမယားလည်းရှိတယ်တားလည်းရှိတယ်ပေါ့နော်ခလေးနှစ်ယောက်ရှိတယ်အဲ့တော့အဲ့ဒီအမားကလေဒီအကိုကြီးကိုလိုချင်တာပေါ့နော်ဒီ KTV မှာမတော်တဆသွားရင်းနဲ့မှဒီလိုမျိုးဒီယောက်ျားကအမှန်တကယ်တော့မိမလိုက်စားတဲ့ယောက်ျားမဟုတ်ဘူး တို့ပေမဲ့ KTB တို့မှာဆက်တို့လိုနေရာတွေမှာစင်တင်တို့လိုနေရာတွေမှာပေါ့နော်ပါရီသုံးလဲဆိုလို့ရှင်ဒီနေရာမှာအောက်လန်းနေကိုမယုံဘူးဆိုတဲ့သူတွေနော်မယုံလို့မရဘူးနော်အောက်လန်းပညာတွေကိုမယုံတဲ့သူတွေတကယ်မယုံလို့မရပါဘူးဘာလို့လဲဆိုတော့သူကအဲ့လိုလူမျိုးမဟုတ်ဘူးဒါပေမဲ့ဒီအမားကပေါ့နော်အဲ့ဒီကိုကြီးကိုကြိုက်တယ်ပတ်စံရှိတာလဲပါတယ်ပထမတော့ကတော့နော်သူကပတ်စံရှိလို့ဆိုပြီးကြိုက်ခဲ့တာပဲတို့ပေမဲ့ နောက်ပိုင်းမှာသူကအဲ့ကိုယူတကယ်ချစ်တကယ်ကြိုက်ဟောပထမစပြီဆိုတော့နေရပေါ့နော်သူကအဲ့လိုမကောင်းတဲ့အောက်လန်းနေနဲ့စားတဲ့အစားတောက်ဘီယာတို့လို့အဲ့လိုတွေထဲမှာထည့်လိုက်တာထည့်လိုက်တော့အဲ့ဒီကိုရတဖြည်းဖြည်းနဲ့သူ့ကိုဆွဲလန်းဆွဲလန်းဆွဲလန်းလာသူ့ကိုလည်းတွာ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 းလာပေါ့နော်အဲ့လိုမျိုးတွားရင်းတွားရင်းရနေပြီပါဖြစ်လာလဲဆိုတော့ဒါဖြစ်ရမှန်တော့ကျွန်တော်လိမ့်တာတော့ခမမပါဘူးတွားရင်းရနေပြီးတော့မှအဲ့ဒီကိုကြီးကဟိုအဲ့ဒီအမပြောသမျှအကုန်ပြီးတာ ဒါပေမဲ့တခုရှိတာကအဲ့ဒီအမောက်ကိုသူကမချစ်ဘူးသူ့မှာတားရှိတယ်မရရှိတယ်ဒီအမောက်ကိုကျော်သူကအပျော်အနေနဲ့ပဲအတိုက်ခန်းဝယ်ပေးဆိုရင်တိုက်ခန်းဝယ်ပေးတယ်ဘာလို့ချင်းလဲဆိုရင်ဘာအဲ့လိုမျိုး तू ဘာလို့ချင်းတယ်လို့ပြောလိုက်လို့ရှိရင်အဲ့ဒီအကိုရအကုန်ပေးတာ तू ကလေအဒီကြောက်စိမ့်ပွဲစားလဲလုပ်တယ်အဲ့တုန်းကလေကုံကူးတာပေါ့နော်အဲ့လိုမျိုးအဲတရားမဝင်တာတွေရောတရားဝင်တာတွေရောလုပ်အဲ့လိုမျိုးလုတ်ပြီးတော့မှပေါ့နော်အဲ့နောက်ဆုံးတစ်ခေါက်မှသူမသွားခင်မှာပေါ့နော် ဘလောက်ထိစိုးလဲဆိုရင်လေသူကအဲ့ဒီသူသူလုံနေကြဆရာစီမှာပေါ့နော်သွားပြီးတော့မှတခါတည်းလောက်ခိုင်းတာဆရာကမေးတယ်တခုပဲရွေးချယ်ရမယ်ဘာလို့ကျင်တာလဲနေရသူပြန်ချစ်တာကိုလိုချင်တာလားဒါမှမဟုတ်သူ့ရဲ့ပစ္စည်းဥစ္စာကိုလိုချင်တာလားအဲ့တော့အဲ့ဒီအမကငါသူပြန်ချစ်တာကိုလိုချင်တာသူပေးတဲ့ပတ်စံတွေလိုချင်တာမဟုတ်ဘူးဆိုပြီးပြောလိုက်တယ်ပြောလိုက်တော့အဲ့ဒီဆရာကလည်းလှုပ်ပေးလိုက်တယ် လှုပ်ပေးလိုက်တော့အဲ့ဒီအကိုကြီးကအဲ့ဒီအမကိုပေါ့နော်မချစ်ရနေပြီးတော့အယံကိုချစ်သွားတာအဲ့လိုမျိုးသူ့စီကိုပဲအများန်းလာနေတော့တာပေါ့နော်အဲ့ဒါပဲမဲအဲ့ဒီနောက်ဆုံးအခေါက်မှာသူကအဲ့ကြောက်စိမ့်နေကိုလေလှုပ်တာပြောမစို့ဒီလိုမကောင်းတဲ့ပညာနဲ့လှုပ်ခံထားတဲ့အခါမှာဖုံးကန်ဖုံးကန်နေရလဲနှိမ့်နေပြီလေနော်အဲ့တော့အဲ့ဒီနောက်ဆုံးအခေါက်မှာအဲ့ဒီအကိုကြီးကအဖမ်းခံလိုက်ကြတယ်အဖမ်းခံပြီးတော့မှထောင်ကျသွားတယ်ပေါ့နော်ထောင်ကျသွားတယ်ထောင်ကျသွားတော့လေ ဲ့ဒီအမကလေအဲ့ဒီအမဘယ်လိုမျိုးလှုပ်ပြီးတော့မှအဲ့ကိုရုတ်ခဲ့တယ်ထင်လဲသူ့ကိုပေးခဲ့တဲ့အာစိတ်အယမ်းလောတာပေါ့နော်သူ့ကိုပေးခဲ့တဲ့တိုက်တေးပစ္စည်းပစ္စည်းရတယ်အကုန်လုံးရောင်းတော့လက်ထိုးအကုန်လုံးပေးတာပေးတာပေါ့နော် ပေးပေမဲ့လည်းအမှုကအယမ်းကြီးတဲ့ခါမှာမလွတ်နိုင်ဘူးမလွတ်လာဘူးမလွတ်လာတော့နောက်ဆုံးဘယ်အဆင့်ထိသွားတယ်မလဲသူခနာကိုရောင်းပြီးတော့မှရလာတဲ့ပတ်စံနဲ့အဲ့ဒီအကိုရောမရရအောင်ရွေးထုတ်တာနော် အဲ့ဒီအကိုကြီးရွေးထုတ်ဖို့အတွက်နောက်ဆုံးပတ်စံ10သိန်းလားမသိဘူးလို့လားအိုက်ခေတုံးကနော်ဘယ်နှခုနှစ်လဲဆိုလို့ရှိရင်လေ2009ခုနှစ်2009ခုနှစ်ကအဲ့ဒီမှာသူကလေအဲ့ဒီသူ့ရဲ့မယားကြီးစီကိုသွားတာသူယောက်ျားကိုထုတ်ဖို့အတွက်ပတ်စံလိုတယ်ဆိုပြီးတော့မှလေမယားကြီးကိုလည်းသူမကြောက်တော့မရှက်တော့ဘူးနော်အဲ့အဲ့ဒါပြီးရင်နောက်တစ်ပိုင်းကြာပြောပြပေးမယ်အဲ့လိုမျိုးသွားပြောဆိုပြီးတော့ဟိုကလည်းပေးလိုက်ပါတယ်အဲ့ဒါနဲ့အဲ့ဒီအကိုကြီးကလွတ်လာတာသိလား တကယ်သူတကယ်အရန်ချစ်သွားတဲ့အခါမှာလေငွေတွေကြေးတွေဘာမှမသိတော့ဘူးအောက်လန်းနဲ့အဲ့လိုမျိုးလှုပ်ခိုင်းတာအဲ့ဒီဆရာကိုလေသူ့ကိုပြန်ချင်းရပြီဆိုတော့တခုတည်းနဲ့လှုပ်တဲ့ခါမှာရှိသမျှပစ္စည်းဥစ္စာတွေအကုန်ကုန်ထောင်ကျအကုန်မွေပြောမဆိုရောက်ကြတယောက်ကဖုံးကန်နေသွားတဲ့ခါမှာစီးပွားရေးနဲ့ပဲမှာအဆင်မပြေတော့တာပေါ့နော်ဒါကြောင့်မလို့အိမ်အောင်ရှိတဲ့အမျိုးသမီးရဲ့ယောက်ျားတွေစီးပွားရေးကြောင့်မလို့ KTV KTV သွားတယ်ဆိုရင်တတိထားပါအရန်အရေးကြီးတယ်နော်ဒါတကယ်ကိုဖြစ်ရ ဲ့ဒီအကိုကြီးကလေထောင်ကနေထွက်လာတယ်ဒီလားထောင်ကနေထွက်လာတော့မယားကြီးအိမ်မသွားဘူးအဲ့ဒီအမဆီကိုသွားတာเนาะအပိုင်းနှစ်ပြန်ပြောပြမယ်အဲ့ဒီမှာနောက်ကြောင်းပြန်ပြမယ်ပေါ့နော်ကျွန်တော်ကအဲ့ဒီအချိန်တုန်းကခလေးလေးပဲရှိသေးရဲ့ခလေးလေးပဲရှိသေးရဲ့ဆိုတော့လေအာကျွန်တော်ဆိုဂယုမဆိုင်ကြအောင်သူတို့ကပြောချင်ရတယ်ပြောနေအရောတခါကြလို့ရှင့်အိမ်မှာကိုယ်ကိုလည်းပြောပြရတယ်ပေါ့နော်သူခံစားရတာကိုကခလေးဆိုတော့လေအဲ့လိုမျိုးအဲ့ဒါနဲ့အဲ့ဒီအမကလေอืม तू ကလေအဲ့ဒီအကိုကြီးကိုအရန်ချစ်တာကိုကမမြင်ဘူးနော်ကိုကတော့မမြင်ဘူးလို့မသိဘူး သူတို့ပြောနေတာကြီးပေါ့နော်အဲ့တုန်းကဖုန်းခင်လည်းမဟုတ်ဘူးအဲ့ဒီအကိုကြီးကိုလေအရန်ချစ်တဲ့အခါကျတော့လေအဲ့လိုမျိုးမတက်မာတဲ့နီးလန်းနေနဲ့မရရအောင်လုပ်တာမရရအောင်လုပ်ယူပြီးတော့မှလေ तू ကအသူရဲ့မယားကြီးကိုပေါ့နော်အဲ့အဲ့ဒီမှာလာပြီနော်အဲအိမ်တော်ရှိမှန်းတည့်ရက်နဲ့အတင်းအာရမဝင်တိုးတယ်ဆိုတာတကယ်ရှိရယ်နော်ဘယ်လိုမျိုးလဲအော်ကွာပေးကွဲပေးပေါ့နော်နေအဲ तू တူလိုခြင်းနဲ့ပေါ့နော်အဲ့လိုခလေးနှစ်ယောက်ရှိတာတွေရောအဲ့ဒီမယားကြီးနဲ့သွားပြီးတော့မှလေလုံးဝအဆက်တိုက်ခါလည်းမရှိတော့ဘူးအကြောက်တရားလည်းမရှိတော့ဘူးအဲ့ဒီအကိုရို့ရဖို့အတွက်ဆိုရင်ပါပဲလောက်ရလောက်ရဆိုပြီးတော့မှအလောက်ထီကိုစွတ်တရွတ်ဒါကြောင့်မလို့လောကမှာအဲ့လိုလူတွေလည်းအများကြီးရှိတယ်။ तू ကနော်ရုပ်ဆိုးဆိုးကြီးမဟုတ်ဘူးရုပ်ချောချောလေးနော်သမီးကြီးကလည်းကောင်းမှကောင်းတကယ်အဲ့လိုရုပ်ချောပြီးတော့မှနော် သူကညိုကြောအသားတော့မဖြူဘူးတိလားအခုချိန်ဒီသူ့ကိုမျက်လုံးထဲမှာကိုငယ်ငယ်တုန်းကသူ့ကိုကြည့်လိုက်အရန်ချောတာပဲမျက်လုံးထဲမှာမြင်တယ်ဘာလို့လဲဆိုတော့လေကျွန်တော်ငယ်ငယ်တုန်းကရန်ကုန်မှာနေတဲ့သူတွေဆိုသိပါတယ်တာမွေကြောင်မြောင်းလို့ပြောလိုက်လို့ရှင်ဘာလို့အဲ့မှာနေလဲလို့မေးလို့ရှင်တော့လေအာကိုအမလင်မယားကအဲ့ဒီမှာနေတာနေတဲ့အခါကျတော့သူတို့ကတိုက်ခန်းဟောကန်းငားရတာပေါ့နော်ဟောကန်းငားရတဲ့အခါမှာဟိုကျဲတယ်လေကျဲတော့ နေရအကျယ်ကြီးရှိတဲ့အခါမှာအဲ့လိုမျိုးပေါ့နော်အဲအဲ့လိုမျိုးအလုံးလုံးတဲ့သူတွေကိုဒီလိုအခန်းပြန်မယ်ဆိုအဲ့ဟောကန်းကြီးမှလေပြန်ပြီးတော့မှလိုက်ကာနဲ့ပြန်ကာပြီးတလားကိုအဲ့လိုတသောင်းခွဲတသောင်းခွဲအဲ့လိုအခန်းဘိုးတက်တာအောင်လို့ပြန်ပြီးတော့မှသူတို့ငားပေးတာအဲ့လိုငားပေးရတဲ့အတွက်ကြောင့်မို့အဲ့လိုအဲ့လိုမျိုးလူတွေလာပြီးတော့မှငားနေကြတယ်ပေါ့နော်အဲရှိုးလျှောက်တဲ့သူတွေတချင်းဆိုတဲ့သူတွေပေါ့နော်အဲ့လိုမျိုးကိုတီးတဲ့လောက်ပါပဲဒါပေမဲ့အဲ့လိုလာလောက်တဲ့သူတွေရလေသိလားပညာမတတ်တဲ့သူတွေမဟုတ်ဘူးနော်သိလား တချို့ကဘွဲရတချို့ကចောင်းနေရင်တန်းလန့်ဒီလားចောင်းတက်ရင်နဲ့အဲ့လိုမျိုးရန်ကုန်ထဲမှာလာပြီးတော့မှနေကြတာမိဘတွေကတော့မသိဘူးကိုသားသမီးတွေပါဖြစ်နေတယ်ဆိုတာလေကိုသားသမီးတွေကတော့ပြစ်ချင်တိုင်းဖြစ်ပြက်ချင်တိုင်းပြက်ပြက်စီလို့ဒီလားအဲ့လိုမျိုးသူတို့ကမကောင်းတာလုပ်ပြီးတော့မှပတ်စံအောင်ရှာတာပေါ့နော်အဲ့လိုမျိုးပြီးရင်ရှိတာကအဲ့ဒီနေရာမှာတချို့ယုံမာတဲ့ယောက်ျားတွေလည်းရှိတယ်ဒီလား အဲ့ဒီအမတယောက်ဆိုလို့ရှိရင်တဲ့သူကလေအဲ့ဒီဆိုင်မှာနေတာပေါ့နော်အဲအဲရန်ကုန်တလိပ်ဆန်ဥယျာဉ်သားမှာ ATT ဆိုတဲ့စားတောက်ဆိုင်ရှိတဲ့စင်တင်ရှိတဲ့တချင်းဆိုတာလေအဲ့ဒီမှာအိုက်ကောင်မလေးကအလုပ်လုပ်တာသူကပေါ့နော်ဒီအလုပ်ကိုဝမ်းစာရေးအတွက်ပဲအလုပ်လုပ်တာဝမ်းစာရေးအတွက်ပဲလုပ်လုပ်တာဆိုတော့သူ့ရဲ့ဘဝကအပြတ်မခံဘူးပေါ့နော်သူကအဲ့လိုမျိုးမာနာထားတယ်ဒါမဲ့တထေးကြီးတယောက်ကအဲ့ဒီကောင်မလေးကိုသဘောကျတာပေါ့နော်သဘောကျအဲ့လိုမျိုး အဲ့လိုဆိုင်နေရဆိုအထင်သေးတော့ခေါ်တာနေမှာပေါ့နော်ခေါ်တဲ့အခါကျတော့သူကပြောတာပေါ့နော်နည်းနည်းစကားပြောမတတ်ဘူးထင်တယ်မောက်မာရဲ့အထက်မှာနည်းနည်းပါတယ်အဲ့တော့ဆိုင်ရစပွဲတို့နဲ့ပေါင်းပြီးတော့မှအဲ့ဒီကောင်မလေးကိုဖျက်ဆီးတာဆိုင်ရစပွဲတို့ကိုပတ်စံပေးပြီးတော့မှအဲ့ကောင်မလေးတောင်းမအေးအေးသေးဘူးပေါ့နော်စိတ်ကြွစေးတွေထဲခိုင်းတာစိတ်ကြွစေးထဲခိုင်းလဲထဲခိုင်းပြီးတော့အဲ့ကောင်မလေးကလေဟိုဘဲကြီးကမခေါ်ပါဘဲနဲ့အဲ့ကောင်မလေးရဲ့အဲ့ဘဲကြီးကိုခေါ်ပြီးတော့မှသွားတာ အဲ့လိုမျိုးအဲ့ဒါနဲ့အဲ့ဒီဆိုင်ရဲ့မန်နေဂျာဦးလေးရလေး तू ကဘာလို့အဲ့လောက်တောင်စွမ်းတာလဲပေါ့နော် तू ကသိချင်လို့တဲ့အဲ့ဒီအဲ့ကောင်မလေးတောက်တာကြံတယ်အေးကိုသွားတောက်တာသူ့မှာမနေနိုင်မထိုင်နိုင်နဲ့ပဲပြေလို့ပြေးရမှမသိဘူးတဲ့ပို့ထူပြီးတော့မှအဲ့လိုမျိုးတွေအများကြီးရှိရဲ့ဒါကြောင့်မို့လို့ဒီကိုယ့်ရဲ့အမျိုးသားတွေအိမ်အောင်ရှိတဲ့သူတွေပေါ့နော်ကိုယ့်ရဲ့အမျိုးသားတွေက KTV တို့မှာဆက်တို့အဲ့လိုမျိုးပေါ့နော်ထားပါတော့အဓိကတော့ KTV เนาะမာဆက်ကတော့အနှိတ်ခမ်းဘလို့တွေသွားလဲကိုမသိဘူးပေါ့เนาะဒီစင်တင်တို့လိုနေရာတွေမှာစားတောက်ဆိုင်တို့လူဆူတဲ့နေရာတော့ပြေးကြတယ်အလုပ်ကိစ္စမတိုင်မင်းဘူးဒါမဲ့ရှိတယ်အဲ့လိုမျိုးဟာလေ KTV ဆိုတော့လူရှင်းတဲ့နေရာမှာသွားအခန်းထဲမှာစိတ်ကြိုက်လေကိုအလုပ်ကိစ္စပြောတဲ့နေရာအဲ့လိုနေရာမှာကောင်းမလေးခေါ်ထိုင်ပြီဆိုရင်ဟိုကတော့အလုပ်ကိစ္စနဲ့အလုပ်သဘောအရတကယ်ချင်းနေရာဟာမင်းခေါ်ငါခေါ်ခေါ်ပေးလို့အားနာလို့ထိုင်နေတာဒါမဲ့ဟိုကောင်းမလေးကဒီလူကိုသဘောကျသွားတဲ့ဆိုရင်အလုပ်မပေးတော့ဘူးတိလား ရေရှမ်းလဲသူတို့ထောက်ပံ့ပေးနိုင်မလို့ထင်ပြီးဆိုတာနဲ့နောက်တစ်ကြိမ်လာပြီးဆိုလို့ရှိရင်ဘာလုပ်လဲဆိုရင်အဲ့ဒီလူကိုသူတို့အမိဖမ်းပြီးအဲ့တော့အိမ်နောက်ရှင်အမျိုးသမီးတွေကအဲ့ဒါကိုသိဖို့လိုအပ်တယ်တခါတလေပေါ့နော်ကိုယ့်ရဲ့အိမ်နောက်ဘက်ယောက်ျားတွေကအာအဲ့လိုမျိုးပေါ့ KTV ကကောင်မလေးနဲ့ဖြစ်နေအရင်တော့ကသစ္စာမဖောက်ဘူးအရင်တော့ကအရန်ရိုးတဲ့ယောက်ျားတွေကအဲ့လိုဖြစ်ပြီးဆိုရင်တတိထားတော့အဲ့ဒါကိုယ့်ယောက်ျားအောင်လမ်းမိနေပြီလားဘာလားတခုခုပဲအဲ့ဒါဆက်ရနေတာတော့ပြီးတော့မှစစ်ပြီးတော့ပြန်ပြီးတော့ကုသဖို့လိုအပ် အဲ့ဒီလိုမျိုးပေါ့နော်အဲအောက်လန်းနေဒီလိုမျိုးတွေဖြစ်လာပြီဆိုရင်ဆရာနဲ့တတိရှာရှာကုသဖို့လိုအပ်တယ်အရှိမ KTV နဲ့ပတ်သက်ပြီးတော့မှဒီလိုမျိုးစင်တင်နဲ့ပတ်သက်ပြီးတော့မှပြောပေးခဲ့တဲ့လိုမျိုးပေါ့နော်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်တမန်ကနေပြီးတော့မှဒီလိုမျိုးဆုံးကဝေးအောက်လန်းအဓိကကတော့အဲ့လိုနေရာတွေမှာသုံးတာကအောက်လန်းเนาะအောက်လန်းနေမှော်ပညာတွေမှာအသုံးများတယ်ရှမ်းမှော်ပညာဆိုတာရှိတယ်အဲ့ဒီရှမ်းမှော်ပညာကလေ ရှမ်းမော်ပညာနဲ့လုပ်တဲ့အဲ့ဒီယောက်ျားတွေကို ပြောသမျှပြီးတဲ့ဆေးကလေဘလိုမျိုးလောက်ကလဲဆိုလို့ရှိရင်ကိုဘွားနဲ့ယင်းပြီးတော့မှလောက်ကတဲ့ဆေးတွေရှိတယ်ပေါ့နော်ကိုဘွားကိုရဲ့အရှက်တိတ်ခါနဲ့ယင်းပြီးတော့မှလောက်ကတဲ့ဆေးတွေရှိတယ်အဲ့ဒီလို အရာတွေကို နိုင်နဲ့ဆရာဆိုတာကရှားတယ်နော်တော်ယုံတန်ယုံဒီလိုမျိုးအယံအစွမ်းထက်တဲ့ ဒီမကောင်းတဲ့ပညာတွေကိုနိုင်တဲ့ဆရာဆိုတာကအရန်ရှားပါတယ်အဲ့တော့ဒီလိုမျိုး KTV တို့မှာဆက်တို့လိုနေရာတွေမှာတုံးတဲ့တချို့သော main ကလေးတွေတုံးတဲ့အောက်လန်းဆေးတွေဒီအရန်ကိုအစွမ်းထက်တယ်တော်ယုံတန်ယုံဆရာမတိုးပြီးရင်ဆရာကောင်းရှိတယ်ဆိုရင် တောင်မှအဲ့ဒီဆရာစီကိုမရောက်အောင်သူတို့ကဟန်တားထားတာဖြစ်တယ်အဲ့တော့အခုပြောပြတဲ့အရာကအရေးကြီးတယ်နော်နင်ဘာတွေပြောနေရလဲဖယားမတပါမယုံဘူးဆိုတဲ့သူတွေကိုယ်တိုင်မကြုံသေးလို့ပါနော် ။တချို့တွေဆိုလို့ရှိရင်ဘာယောဂဖြစ်လို့ဖြစ်မှန်းမသိဘူးစယုံသွားလဲယောဂရှာမတွေ့ဘဲနဲ့အသက်သေသွားတဲ့ထီတွေမြင်ဘူးကြမှာပါနော်။အဲ့ဒါတွေဟာအဲ့လိုမျိုးစီးပွားရေးအရန်အဆင်ပြေတဲ့သူတွေစီးပွားရေးလူမှုရေးကျန်းမာရေးမလိုလို့ကိုယ့်ကိုအသက်သေစေတဲ့အထီးတိုက်ခိုက်ထားတာဖြစ်တယ်။ကျွန်တော်ကိုယ်တိုင်လည်းလက်တွေ့ကြုံခဲ့ရတာဖြစ်တယ်။ကျွန်တော်မယုံခဲ့ဘူးအဲ့ဒီပညာအဲ ပညာအဲ့ဒီပညာရှိတယ်ဆိုတာသိရဒါပေမဲ့ကိုကိုကိုအလောက်ခံနိုင်ရတယ်ဆိုတာမသိခဲ့ဘူးပေါ့နော်ဒစိမ့်စိမ့်ထိုင်းမှာကျမ်းမာအေးဖြစ်ဟာခဏနေဆေးရုံရောက်ခဏနေဆေးရုံရောက်တိလားဒါပေမဲ့ကိုဒီသူများပေါ်မှာအလောက်ထိမေတ္တာတရားမပြတ်ခဲ့ဘူးကိုကိုဆဲခဲ့တဲ့သူတွေကိုကိုပြောခဲ့တဲ့သူတွေကိုကိုဘလို့မကောင်းတဲ့ပညာနဲ့လောက်ခံထားရတဲ့လူတို့တောင်မှကိုကမေတ္တာပဲပို့တာပေးခဲ့တာပေါ့နော် အဲ့တော့ကို့တရားရကန်တော့ထိမဲ့နေရမှာ30လောက်ပဲအဖျားလေးပဲခတ်သွားတာပေါ့အများကြီးမထိသွားဘူးเนาะအဲ့တော့အဲ့ဒီလိုမျိုးအလောက်ခံနိုင်ရတဲ့သူတွေဆိုရင်ကျွန်တော်ပြောချင်တာအထက်လန်းဂိုင်းဆရာစစ်စစ်တင်းနဲ့ပဲဈေးကိုကူတာပါမရှာတတ်ဘူးဆိုလို့ရှိရင်လေအခု online နေမှာဆိုရင်ဆရာအတုလားအစ်စ်လားဆိုတော့တေးတေးရှာရှာရှာလို့ရတယ်เนาะရွှေရင်ကျော်ဆရာအစ်စ်နဲ့အဲ့ဒီဟာကိုပူရင်ပျောက်ပါတယ်เนาะဆရာအစ်စ်လို့ပြောရင်เนาะရွှေရင်ကျော်မှလည်းเนาะ ပညာကတော့စစ်တယ်ဒါပေမဲ့လူတွေမစစ်တာတွေအများကြီးရှိတယ်။အဲ့တော့ရွှေရင်ကျော်ဆရာလို့ပြောတိုင်းအကုန်လုံးကရွှေရင်ကျော်ဆရာမဟုတ်ဘူး။တချို့ကရောနေတာတွေရှိတယ်เนาะ။အဲ့တော့အထက်လန်းဆရာစစ်စစ်ထလန်းဆရာစစ်စစ်နဲ့ကိုလိုရတယ်ရွှေရင်ကျော်ဆိုတာက မကောင်းတဲ့ဒီလိုမျိုးပညာတွေကိုပြောမယ်ဆိုလို့ရှိရင် ကုသတဲ့နေရာမှာအဓိကသုံးတဲ့ဂိုင်းเนาะ ဂိုင်းဖျားဂိုင်းတစ်ခုဖြစ်တယ်သူကဖျားတရားတန်ခါရေနာမြတ်သုံးပါးကိုပဲဥထိတ်ထားတဲ့ဂိုင်းတစ်ခုဖြစ်တယ်ပြီးလို့ရှိရင်သူ့မှာကရည်ရွယ်ချက်ကတစ်ခုပဲရှိတယ်ဒီလိုမျိုးမကောင်းတဲ့အောက်လန်းမိစ္ဆာတွေပြောမဆိုမကောင်းတဲ့အောက်လန်းမိစ္ဆာတွေကိုပေါ့နော်သူကနေပြီးတော့မှအလောက်ခံထားရတဲ့သူတွေကိုခொနည်းသားသမီးကိုကဲ့တင်ကုသပေးတဲ့ဂိုင်းတစ်ခုဖြစ်တယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီဇယိုင်နဲ့ပဲကုသခဲ့တာဖြစ်တယ်ပေါ့နော်အဲ့ဒီလိုမျိုးတွေဖြစ်လာပြီးဆိုလို့ရှိရင်ဘလို့ပညာတဲ့ဘလို့အရာဘလို့အရာပဲဖြစ်ဖြစ် နတ်နဲ့လည်းမရပါဘူးပြောမယ်ဥစုဥပမာပေါ့နတ်ကတော်နဲ့ကုတာမျိုးတို့နော်အဲပြီးလို့ရှိရင်တချို့တော့ဆရာတွေနဲ့ကုတာမျိုးပေါ့နော်တချို့ကကြတော့အောက်လန်းနဲ့လောက်ခံနာမှမသိဘူးဒါပေမဲ့ဆရာဆိုပြီးသွားကူတယ်ဟိုပါလေဟိုဟိုဟိုဘက်ကလည်းအောက်လန်းဆရာဖြစ်နေအဲ့ဒီမှာကုပေးလို့ရလားဆိုကုပေးလို့ရအောက်လန်းအောက်လန်းချင်းသွားတိုက်တယ်ပေါ့အဲ့တော့ဟိုဘက်ဆရာကသူ့ထက်အားသာနေလို့ရှင်ဒီလူနာရဲ့ယောဂါကိုပြောက်အောင် ကုပေးလို့မရပါဘူးအဲ့ဒါကြောင့်မို့လို့အရန်အရေးကြီးတယ်ဒီလိုမျိုးမကောင်းတဲ့ ညာနဲ့အလုံးခံထားရပြီဆိုလို့ရှိရင်တေတေရှာရှာရှာပါတေတေရှာရှာလေးလာပါတကယ်စစ်မှန်တဲ့ဆရာတွေနဲ့ကုသပါလို့ကျွန်တော်ကတော့အကြံပေးတာပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းဖယားမတပါပဲအရာအမကိုးကွယ်တဲ့သူတရားမဟုတ်ပါဘူးတိုးပေမဲ့ဒီအရာတွေဟာတကယ်ရှိတဲ့အတွက်ကြောင့်မလို့မယုံကြည်လို့မရဘူးလို့ပြောရှင်ပါတယ်